ကာရမေးမေးပါမိသက်နေခုမှအခုမှပြန်သတိရမိသက်နေအဲ့တော့ကြာပြီပါကျွန်တော်မျက်စိထဲမှာတော့တကယ်ကိုညီမလေးလိုပဲပြီးတော့မိသက်နေဟိုအရင်အေးချမ်းတယ် happy vibe ပေါ့နော်အမှန်တမ်းပြောရင် तू handle လုပ်ထားရတာတော့ click ဟို तू handle လုပ်နေရတာကတော့အရင်ရင့်ချက်တဲ့နေရာတခုကနေ तू handle လုပ်နေရတာဟိုဒီစီဝိုင်းနဲ့ပတ်သက်တဲ့ကိစ္စဒီလူပညာနဲ့ပတ်သက်တဲ့ကိစ္စပေါ့တော့အိမ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စပေါ့ तू handle လုပ်နေရတာတော့လူကြီးတယောက်နေရာရင့်ချက်တဲ့နေရာဒါပေမဲ့ အဲပတ်ဝန်းကျင်တော့သူဆက်ဆံတဲ့အခါကျလို့ဆိုရင်သူကလေးလေးတယောက်လိုပဲပြီးတော့အားလုံးပြောစီခြင်းနဲ့အားလုံး heal လုပ်ပေးတယ်ကိုကအဲ့လိုခံစားရတယ်ပြီးဆက်နေနဲ့တွေးလိုက်ရင်ကိုကဘွားမှာဟို energy တွေ drain ဖြစ်သွားတာပင်ပန်းသွားတာအားမရှိဘူးသူ့တွေးလို့ပျော်သွားလမ်းဆန်းသွားအဲ့လိုမျိုးပဲခံစားရတယ်ဟုတ်တကယ်ချင်းဆိုပေမဲ့မိဆန်နေဆိုတာဟိုကိုရက်စီနီယာတူဆိုလည်းမမအောင်ပြီးတော့ရှေ့ကနေပြီးတော့ဟိုရှေ့ဆောင်လမ်းပြပေါ့နော်အတူယူပြီးတော့မှဂီတာကီလန်းကိုအဲရှောက်ခဲ့ရတဲ့ ဟိုဆရာလို့လည်းပြောလို့ရတာပေါ့နော်ဆိုတော့မီဆန်နေတော့အလုပ်တစ်ခုလုပ်မယ်ဆိုတော့တိတိကျကျသေးသေးချာလုပ်တယ်ပြီးတော့ investment ကောင်းကောင်းလုပ်တယ်ဟိုဟိုအပျော်လောက်တာမျိုးမဟုတ်ဘူးပေါ့နော်စိတ်နှစ်ပြီးလုပ်တယ်ဒီအချက်တွေကတော့မီဆန်နေရဲ့အားသာချက်တွေပဲအဲ့တော့အဲမီဆန်နေအခုဖတ်မဲ့ဒီချင်းလေးမှာလဲစတဲ့တိုးပြီးတော့ပေါ့နော် milestone ပေါ့ဘဝရဲ့မှတ်တမ်းလေးတစ်ခုဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အနုပညာအလုပ်တစ်ခုဆိုတော့ဖန်တီးရတာပဲလေဖန်တီးရတာဆိုတော့အဲ့တော့ဆိုတော့ဆိုတော့အတန်နဲ့ဖန်တီးရတာပေါ့နော်အဲ့ပါမှာဒါ ဟို music video ဆိုတဲ့အချိန်မှာဒီဒီမြန်မာတခုရဲ့ local တခုရဲ့မဟုတ်ဘူး international မှာလည်းပုံစံမျိုးစုံနဲ့ဖန်တီးနေကြတဲ့အခါမှာဟိုအမြဲတမ်းတတ်မှတ်ထဲသွားနေတဲ့အဲအတန်ထက်ထူးခြားတဲ့ပြယုတ်ကလေးတွေဖြစ်အောင်အစ်စ်အစ်စ်တွေတော့စဉ်းစားနေကြရတာပဲဒါပေမဲ့မိဆန်တွေကတော့ဒီမှာအရန်စမ်းပြဆိုတာပေါ့ခိုင်းနေမတူတဲ့မိဆန်တွေတယောက်ကိုတွေ့အောင်မှာဆိုတော့ရင်းခုံပါတယ်အဲဒူးတောက်တဲ့ဟိုအောင်မြင်တိုးတက်အောင်အဲလုတ်ကန်ရတာတည်းဆာလို့ရှိရင်အစုအဖွဲ့အသင်းအဖွဲ့နဲ့အကူတို့လုတ်လုတ်ကန်ရတဲ့အခါမှာဟိုတယောက်ကိုတယောက်လည်းပြန်ပြီးတော့ပံ့ပိုးပေးတယ် ဒီဒီအောင်မြင်မှုတွေอ่ะဗောနော်ပြီးတော့ဟိုရေရှည်လက်တည်တတ်နေအဲ့လိုမျိုးလိုမျိုးခံယူထားပါတယ်အဲ့တော့ကြောင့်အဲအမှန်တိုင်းပြောရင်တော့ဒီဂီတဂီတလောကမှာဆိုတော့အခုတော့နောက်မှစူးစမ်းနေရတဲ့လူတွေအဲဂျူနီယာတွေမှာပါပဲမဲ့လဲ ကိုကိုစီနီယာတွေမှာကူကီပေါ့နင်းနီကင်ဆောဆိုလဲမှန်တိုင်းပြောရင်စီနီယာပဲနောက်ခါကျတော့အခုမစ်ဆန်နီဆိုလဲစီနီယာပဲဒါပေမဲ့ကိုရိုးနဲ့ collaborate လုပ်ပြီးတော့လက်တွဲပြီးတော့ကိုရိုးတူတူသွားခွင့်ရတဲ့ဒီ key အတွက်ဝမ်းသာတယ်ပြီးတော့တူတူအောင်မြင်တာကိုရိုးအားလုံးရအောင်မြင်မှုလို့ခံယူရပါတယ်ဟုတ်ကိုရိုးဂီတမှာဆိုလဲရေးဆိုဒီဖန်ဆိုပြီးတော့မှဒီ crew တစ်ခုလုံးနဲ့အလုပ်လုပ်ကြတာဟုတ်အဲ့တော့ဟိုဒီ group အခွဲအစည်းတစ်ခုအောင်မြင်နေခြင်းတနည်းအားဖြင့်အဆိုအောင်မြင်နေအဆိုအဆိုတော့အောင်မြင်နေတယ်ဒါမှမဟုတ်တီးရအောင်မြင်နေတယ်ဥပမာဒါအကိုရိုးဆိုဝေကြီးလို့ရှိမယ်ကွာနောက်ခါကျတော့ဂျူဝါလို့ရှိမယ် ဂျူအန်နဲ့အကိုနဲ့အဲ collaborate လုပ်ပြီးတော့မှဒီသင်းလေးတစ်ပုဒ်အဆင်ပြေသွားတယ်ဆိုလို့ရှိရင်ဂျူအန်ပါဂျူအန် solo အလုပ်လုပ်တဲ့အချိန်မှာသူအောင်မြင်တာကလည်းဒီအကိုနဲ့သူနဲ့လက်တွဲပြီးလုပ်လုပ်တဲ့ကိစ္စပေါ်မှာအများကြီးတက်ရောက်မှုရှိရအဲ့တော့ဟိုတူးတယောက်တည်းအောင်မြင်အောင်ဂျူစားရတာတဲ့ဆိုင်အသင်းဖွဲ့အစုလိုက်အောင်မြင်အောင်ဂျူစားရတဲ့ vibe ကိုကိုတို့လည်းပို့လို့လာတယ်ကြိုက်လေကြိုက်တယ်အဲ့တော့မြစ်ဆန်နေတော့လည်းဒီလိုမျိုးပဲစိတ်ထားပြီးတော့သူတို့လက်တွဲပြစ်တာပါကိုယ်တို့ဒီဂီတာလောက်ကလည်းဆက်ဆံဝင်ကြရတော့ဟိုဟိုအစိမ့်သက်သက်ပဲပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာတော့အလုံးနဲ့မဟုတ်ပဲ personal နဲ့တောင်တောင်ရင်းနေတယ်စိတ်သဘောထားတွေတိုက်ဆိုင်နေလိုချင်တာတွေဖြစ်ချင်တာတွေတူကြတယ် တော့မိဆန်နေတဲ့အမှတ်တရပြောရမယ်ဆိုတော့ဒါ COVID-19 ပေါ့နော် COVID-19 မှာအဲ go away corona ဆိုရဒီလက်ကိုခဏခဏဆေးပါဆိုဆင်းလေရတော့အဲအခုရောမိဆန်နေရောဟိုဟိုဟိုဘယ်လိုရောမလဲအဲ့လိုအတိအတိအမှတ်ပြုတဲ့အတိအမှတ်ပြုတဲ့ဟိုဟိုနေရာတနေရာရောက်သွားစေ go away corona လေးကတော့ corona ရောက်ကိုပို့ပြီးတော့နီးကပ်စေရင်းနှီးစေတယ်အဲ့လိုတော့ပြောလို့ရပါတယ်အကကြီးမေးမေးပါမိဆန်နေခုမှအခုမှပြန်သတိရမိဆန်နေရအိမ်တော့ကြာပြီပါအဲဘယ်လိုရောမလဲအခုကျွန်တော်မျက်စိထဲမှာတော့တကယ်ကိုညီမလေးလိုပဲပြီးတော့မိဆန်နေက ဟိုရဲအေးချမ်းတယ် happy vibe ပေါ့နော်အမတိုင်းပြောရင် तू handle လုပ်ထားရတာတော့ click ဟို तू handle လုပ်နေရတာကတော့အရန်ရင့်ချက်တဲ့နေရာတစ်ခုကနေ तू handle လုပ်နေရတာဟိုဒီ CY နဲ့ပတ်သက်တဲ့ကိစ္စဒီအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စပေါ့တော့အိမ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာ तू handle လုပ်နေရတာတော့လူကြီးတယောက်နေရာရင့်ချက်တဲ့နေရာဒါပေမဲ့ အဲပတ်ဝန်းကျင်တော့သူဆက်ဆံတဲ့အခါကျလို့ဆိုရင်သူကလေးလေးတယောက်လိုပဲပြီးတော့အားလုံးပြောစီခြင်းနဲ့အားလုံး heal လုပ်ပေးတယ်ကိုကအဲ့လိုခံစားရတယ်ပြီးဆက်နေနဲ့တွေးလိုက်ရင်လေကိုဘွားမှာဟို energy တွေ drain ဖြစ်သွားတာပင်ပန်းသွားတာအားမရှိဘူးသူ့အတွင်းလိုပျော်သွားလမ်းဆန်းသွားအဲ့လိုမျိုးပဲခံစားရတယ်ဟုတ်ကိုကတော့ဒီလိုပါပဲသူပြောမလဲသူများတွေဘေးနားမှာလူတွေကအိမ်တော်နေနေဆိုတော့ကိုကကြောက်တဲ့နေရာပူကြိုက်နေတာပေါ့လေအားကြတာမဟုတ်ဘူးလားအားကြတာကြောက်တဲ့တော့ပါတာပါပါလေးနဲ့တည်းအရွေးလို့နေတာဆဲဝင်တာဟုတ်ပါဟုတ်ပါလေ ကိုဟဲလေးလို့ဆိုတာဟုတ်တယ်တယောက်တည်းတော့ပေါ့အဲအဲ့လိုအဲအကိုကတော့ဟိုခုလောလောဆယ်ပေါ့နော်ဒီဒီကြားကာလမှာတော့ collaboration လေးလေးဖို့လောက်လုပ်နေတာရှိတယ်ဒါပေမဲ့ထူးထူးခြားခြားအမျိုးသားတင်းတန်ရှင်၄ဦးနဲ့ဖြစ်နေတာပေါ့နော်ဆိုတော့များသောဖြင့်စုံတွဲဆို main clinic နဲ့ပဲအကိုတို့ဆိုပြကြတာများတယ်ဒါပေမဲ့ရှေ့မှာတော့ကောင်းကောင်းနဲ့နှုတ်ဆက် language ဆိုပြီးတော့ကြားလေးအတွဲလေးဆိုပြခဲ့တယ်ဆိုတော့အခုနောက်ပိုင်းဒီကာလမှာ collaborate လုပ်နေတဲ့အမျိုးသားတင်းတန်ရှင်၄ဦးနဲ့ဆင်လေးထွက်လာဖို့ရှိပါတယ်ဒါပေမဲ့ဟိုဘယ်လိုထွက်လာမလဲဆိုတော့ season 2တွေပေါ်မှာမူတည်ရပါတော့အကိုတို့တခြားမသိသေးဘူးပေါ့ အဲအစောတည်းမှာဆိုတော့ဟိုကအသိနှစ်ယောက်အဟောင်းနှစ်ယောက်ပေါ့နော်ဘာဖြစ်ပေါ့နုပညာဆိုတာဟိုအကိုလည်း post တင်ထားရပေါ့ healing တခုပါပဲဟိုနုပညာတော့မဟုတ်ပေါ့ဂီတဆိုတာပေါ့နော်ဟိုတချင်းလေးနားထောင်နေဆိုတာဟိုလွမ်းကြာရှင်လဲဖြည့်တတ်သွားတယ်အဲပျော်ကြာရှင်လဲဟိုပို့ပြီးပို့ပြီးတော့ဟိုပြည့်စုံသွားတယ် အဲပြီးတော့ဟိုတခုခုပေါ့နော်ခံစားနေရတဲ့ trauma တွေကိုတောင်းတနေရနေ heal လုပ်ပေးနိုင်တယ်လို့ကိုရောယုံကြည်တယ်အဲ့တော့ music ကတော့အဲကိုရောဘယ်အချိန်တွေပဲရောက်ရောက်ပေါ့နော်အဲလူတူတယောက်ရဲ့ဘေးနားမှာရှိတဲ့အရာလေးတခုပါဟိုဒါတွေကိုဖန်တီးနေတဲ့သူတွေအဖြစ်ပေါ့နော်ကြီးစုအားပေးတဲ့လူတွေကမြင်ပေးကြည့်ပြီးတော့ပေါ့ဒီ music နေရဒီ activity လေးတခုကိုလည်းအားလုံးမျှဝေခံစားပေးပါဦးလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်